အားလုံးပဲမင်္ဂလာပါဘောလုံးချင်းကြီးကိုလည်းကောင်းချမ်းမှချမ်းသာကြပါစေကျွန်တော် YouTube channel လေးကနေကြိုဆိုရဲတနင်္လာနေ့ညမှာစာမပွဲစဉ်နေပေါ့နော်ဒါအချို့ပွဲတွေကိုကျွန်တော်အစုံရေးထားတယ်ပေါ့နော်ဒီထဲမှာမှအင်္ဂလန် Premier လက်ချံပွဲပေါ့နော်ပွဲစဉ်30ဒါ Sunderland နဲ့ Everton တို့ပွဲစဉ်ကိုပွဲစဉ်ထွန်းလာပြီးကျင်တယ်ပေါ့နော်ဒီပွဲစဉ်ကတော့မြန်မာစံတော်ချိန်နှစ်နာရီပွဲမှာကစားမယ် Sunderland အဆင့်ခွန် Everton အဆင့်15မှာရှိတယ်ပေါ့နော်ညီကို Sunderland အတင်းရဲ့ ဒီရာဒီအင်္ဂလန်ပရီးမီယားလိ9ဝဲစော့ထားတယ်ပေါ့နော်9ဝဲကိုကြည့်လိုက်မှဆိုလို့ရှိရင်ဒါ9ဝဲနိုင်ဒါနှစ်ပွဲတည်ရင်နှစ်ပွဲရှုံထားတယ်သူရှုံထားတာဘန်လေးကိုတူစီနဲ့ဝေးခွန်းမှရှုံတယ်မိုင်ကို2စီနဲ့ဝေးခွန်းမှရှုံတယ်ပေါ့နော်သူဒီအသင်းကဒါသူစော့ထားတဲ့ပရီးမီယားလိ9ဝဲမှဆိုရင်ဂိုးမသွင်းနိုင်တဲ့ပွဲနှစ်ပွဲပဲရှိရပေါ့နော်ရှုံပြီးမှဂိုးမသွင်းနိုင်တဲ့ပွဲနှစ်ပွဲရှိတယ်ချန်တဲ့ပွဲတွေမှာတော့ဒါပွဲတိုင်းလိုလိုဂိုးထည့်ထားတာလည်းတွေ့ရတယ်ပေါ့နော် တစ်လုံးကနေနှလုံးနှလုံးပေါ့နော်အများဆုံးနှလုံးပေါ့နော်တစ်လုံးကနေနှလုံးထိတာတို့တို့တိုက်ဆက်ကဂိုးတွေတွင်ထားမျိုးတွေ့ရတယ်ပေါ့နော်အဲဗရန်အတင်းရတာပွဲစဉ်တွေကိုကြည့်လိုက်မှဆွဲလို့ရှိရင်အဲဗရန်အတင်းကလည်းဒါရှုံးထားတာတော့ Leeds United ရှိမယ် Liverpool ရှိမယ် Man City ရှိမယ် Spurs ရှိမယ်နောက်ဆုံးနှစ်ပွဲသက်လည်းရှုံးထားတယ်လို့တိုက်ဆက်ကနော်ဒါဂိုးတင်ရတွေကြာနေတယ်လို့ကျွန်တော်ကတော့တုံ့ပြန်မိတယ်ပေါ့နော် ဒီဘက်ထဲမှာဖွင့်ထားတဲ့ once to os pouch ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Sunderland အနိုင်ကို2.5 day ကို3.2ဒါ Everton အနိုင်ကို2.8တော့ပြီးထားတယ်ပေါ့နော်ဒါအနာနီထပ်ပြီးမှခြေနန်းနန်းလေးပြန်ပြောင်းနိုင်တယ်ပေါ့နော်ဒီခြေကကျွန်တော် Sunderland နိုင်ခြေရောများတဲ့ခြေမျိုးလည်းဖြစ်တယ်ပေါ့နော်အခမတင်တည်ရည်လည်းကျသွားနိုင်ပါတယ်အခြေရမယ်ဆို Sunderland အတင်းအနည်းဆုံးတစ်လုံးလောက်ရသွားမယ်ပေါ့နော် Everton အတင်းကလည်းဒါ1-1 1z ပေါ့နော်ဒီလိုပုံစံပေါ့ဒါမှမဟုတ်လဲ21ပေါ့နော်ဒီလိုပုံစံလေးဖြစ်ပုံများပါတယ်ဒီဘွဲစက်မှာကျွန်တော်ညီကိုလည်း1ဆွဲရမယ်ဆိုရင်တော့ over 1.5 goal ပေါ့နော် over 1.5ဆိုလို့ရှိရင်ဒါပြား40ရမှာဖြစ်ပါတယ်နှလုံးဖြစ်တာနဲ့ကျွန်တော်ပြား40ရမယ်ပေါ့နော်ဒါ body မှာတော့ကျွန်တော်စမ်းနာလမ်းပဲကြိုက်တယ်ဗျာ ancient အတင်းပေါ့နော်တကြီးတပေါက်တော့ရှိရနည်းနည်းတော့လမ်းရတယ်ဒါပေမဲ့ကျွန်တော်စမ်းနာလမ်းပဲပေါ့နော် level ဒါပေးထားတဲ့ body ကြီးရလဲဒါဒဲ့နီးပါးတော့ဗောနော်အနားနည်းစမ်းနှလားနည်းနည်းလေးပေးမှတင်တယ်လဲပဲ20လောက်ဗောနော်ကိုပေါင်းကြီးကြတော့နှလုံး80ဆိုတော့ကျွန်တော်ဒါရွေးချယ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်စမ်းနှလားနဲ့ဒါဝိုင်းစွဲသမားရဲ့အတွက် over 1.5ဝန်းဗောနော်ကျွန်တော်ဒီလိုရွေးချယ်ထားပါတယ်နောက်ထပ်တစ်ပွဲကတော့ဒါ Italy series ရာ Sassuolo နဲ့ Genoa တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော် ဒီလီစီရီပွဲစဉ်30ဆာဆူအိုလိုကတော့အဆင့်17မှာဂျီနိုကအဆင့်20မှာရှိရဒီနှစ်တင်းကြားထဲမှာ10မှာကွာခြားမှုရှိရပေါ့နော်အခုလက်ရှိဖွင့်ထားတဲ့ဂျီနဲ့ဆိုလို့ရှိရင်ဂျီနိုကတရီဓမ္မရနိုင်တဲ့ဂျီလိုမျိုးဖြစ်တယ်ပေါ့နော်ဖွင့်ထားတာဒါပေမဲ့ဒီကဒီနှစ်မှာဂျီနိုကအတင်းကလုံးဝအားဆိုးနေတာပေါ့နော်အချင်းနေတော်တော်လေးကိုဆိုးနေပါတယ်ကစားသမားတွေကစားတာလုံချင်မှုပျောက်ဆုံးနေတယ်ပေါ့နော်ကျွန်တော်ဘီယက်ရာအတင်းဖြစ်ပါတယ်ဆာဆူအိုလိုဆော့ထားတဲ့အီတလီစီးရီးပွဲစဉ်တွေကြီးကြီးပေါ့နော် အာသူကတော့ဒါနိုင်ထားတာ၄ဘွဲနိုင်ပေါ့နော်တပွဲသိရှိမယ်၄ဘွဲရှုံထားတယ်ပေါ့နော်၉ဘွဲဆော့ထားတယ်ဗျာသူတို့နောက်ဆုံးဆော့ခဲ့တဲ့အ၅ဘွဲကိုခြုံပြီးကြိလိုက်မယ်ဆိုလို့ရှိရင်၃ဘွဲနိုင်တပွဲသိတပွဲပဲရှုံထားတယ်နောက်ဆုံး၅ဘွဲမှာတယ်လီစီရီ၅ဘွဲမှာဦးတင်းနဲ့ဗီရိုနာတက်ကရီယာဒီဒီလိုအသင်းတွေကိုဂူရထားတယ်လက်ချီကိုတေးဆော့တဲ့ရိုမ1စီးနဲ့ရှုံထားတယ်ပေါ့နော်တစ်ဖက်ကဒါ ကျွန်တော်ကတင်းရဲ့ဒါအီတလီစီးရီကိုးဘွဲကိုကြည့်လိုက်ပေါ့နော်ဘယ်လိုဆော့ထားလဲ။လုံးဝအားရစရာမကောင်းဘူးနော်0010 1 0 2 c 21ဒီလိုပုံစံမျိုးတွေပေါ့နော်။ပြီးဒီအတင်းမှာတခုထူးခြားနေတာရှိတာပါလဲဆိုအိမ်ဝဲမှာကိုးမရအောင်အဝေးဝဲလုပ်ကူရတယ်ဒီကောင်။သူဆော့ထားတဲ့ဒါအဝေးဝဲ၄ဘွဲကိုကြည့်လိုက်ပေါ့နော်။ကိုမို11နဲ့ဘိုလော့ညာ21နဲ့နာပိုလီ21နဲ့တိုရီနို21နဲ့ဒါအဝေးဝဲ၄ဘွဲလုံးကိုးရထားတယ်ပေါ့နော်။ once to us ပေါ့ကြီးကိုကြည့်မှာဆိုရင် sasu olo နိုင်ကို2.4တေးကို3ဆနဲ့ဂျီနိုအနိုင်ကိုလည်း3ဆနီးပါပေးထားတယ်ပေါ့နော်ဒါတော့ဒီပေါ့ကြီးကတော့လုံးဝဒါကျွန်တော်ဂျီနိုအာပဲကျွန်တော်ရွေးတယ်ပေါ့နော် body မှာတော့ sasu olo တားတယ်ကျွန်တော်သိတယ်ဒါပေမဲ့ဒီပေါ့ကြီးအနေထားကိုကြည့်မှာကျွန်တော်ဂျီနိုကစိုက်တာပါဖေးတစ်ပေါက်ရှိရပေါ့နော်ပြီးရင်ဒါ once ပဲရိုက်မယ်ညီကိုတည်းက protein to score yes ဆိုတာရိုက်ကြည့်ပေါ့နော်တော့မဟုတ်လဲ over 1.5 goal ပေါ့နော်ပြန်90ရမှာဖြစ်ပါတယ်နှလုံးဖြစ်တာနဲ့ပေါ့နော် နောက်ထပ်တစ်ပွဲရတဲ့ဒါအီတလီစီးရီးရဲ့ပဲလာဗီယိုနဲ့ကက်ကရီယာရီယိုရဲ့ပွဲစဉ်ခက်တယ်လာဗီယိုတစ်လုံး29ပေါင်းကြီးနှလုံး60ပေါ့နော်ဒါလာဗီယိုအတင်းကတော့တေဘယ်မှာဆိုအဆင့်73နဲ့ကက်ကရီယာရီအဆင့်74မှာရှိတယ်ဒီနေ့တင်ကြားရမှာရမကန်လောက်ကြီးกว่าခြားရမျိုးတော့မတွေ့ရဘူး၃မှတ်ထဲပဲပေါ့နော်ဒါလာဗီယိုအတင်းဆော့ထားတဲ့ဒါအီတလီစီးရီးရဲ့ပွဲစဉ်တွေကိုကြည့်လိုက်ရမှာဆိုလို့ရှိရင်ဒါသူတို့ကနောက်ဆုံး5ပွဲပေါ့နော် ဒါရင်ပွဲတွေကိုကြီးလိုက်မှဆိုရင်လည်းသူ့ရဲ့တိုက်ဆက်ကဂိုးတွေရပါတယ်သူတို့ဂိုးမတွင်းနိုင်တဲ့အတင်းဆိုလို့ဒါတုံးနေမဲ့ရှိတာပေါ့နော်ကိုမိုတူးစီးနဲ့ရှုံးတယ်ဆာဆူအိုလို1စီးနဲ့ရှုံးတယ်အင်ကွင်းမှာရူမောက်ရှုံးတာဝေကွင်းမှာပဲရှုံးထားတာတွေ့ရတယ်အင်ကွင်းမှာတော့အဲ့လိုညံ့တာမျိုးမတွေ့ရဘူးပေါ့နော်ဒါပေမဲ့လည်းသူတို့ဆော့ထားတဲ့အီတလီစီးရီးရဲ့နောက်ဆုံး၅ပွဲပေါ့နော်ဒီဂျီနိုအာပွဲပေါ့နော်ဂျီနိုအာကို3စီးနဲ့နိုင်တယ်တိုရီနိုတရီဆော့တယ် အတလန်တာကိုတည်ဆော့တဲ့ဂျူဗင်တက်ကိုနိုင်တယ်ဗောနော်ဒါအင်ငွေပွဲစဉ်တွေမှာမဆိုးဘောနော်ဒီမှာခြုံကြည့်မှဆိုရင်တလုံးဗောနော်အနည်းဆုံးတလုံးကနဲ့နှလုံးဗောနော်ဒီကျွန်တော်ကက်ကရီယာတွေကလည်းခံစက်မကောင်းတဲ့အတွက်နှလုံးတော့တော့ကျွန်တော်ရမလို့ကျွန်တော်သုံးသပ်မိတယ်ဗောနော်ကက်ကရီယာတွေအတင်းရတာဒယ်လီစီးရီးပွဲစဉ်တွေကိုချစ်ချစ်ဗောနော်သူဘယ်လိုဆော့ထားလဲဆိုတော့ဒါကက်ကရီယာတွေအတင်းရ type set ကစားတဲ့အတွက်ဗောနော်ပွဲတိုင်းလို့လို့ဂိုးတွေရထားတယ်ဘူးမရတာဆိုလို့နာပိုလီရှိမယ်ဝေးခွင်းမှာ အိမ်ခွဲမှာ intermittent ရှိမယ်အိမ်ခွဲမှာဘူလောက်ညာရှိမယ်ဒီ၃တွေမှသူကိုမရထားတာပေါ့နော်ဇာတ်နဲ့ကွဲတွေမှာသူကိုရထားတယ်သူကနောက်ဆုံး CD ရေဒါ၅ဘွဲဆက်နိုင်ဘွဲပျောက်ထားတဲ့အတင်းလည်းဖြစ်တယ်ပေါ့နော်ကြက်ကြီးရတွေကဒါဒါမှ type fix ကဂူတခုတော့ရသွားပုံစံမျိုးမှာရှိတယ်ပေါ့နော်လက်ရှိကစားနေတဲ့ performance အတိုင်းတွားမယ်ဆိုရင်တော့အာ ဒီဘက်ထဲမှာဖွင့်ထားတဲ့1 to all ဆိုရင်ဒါလာဇီယိုအနိုင်ကိုပြ60တရေကို3.7နဲ့ကက်ကရီယာရီအနိုင်ကို6ဆပေးထားတယ်။ကျွန်တော်ထင်တယ်ဒီပွဲစဉ်က2131လို့ပဲเนาะအများကြီးတော့ပြတ်ပြီးမှနိုင်မလို့မထင်ဘူး။အာဒီပွဲစဉ်မှာလည်းကျွန်တော် voting to score yes ဆိုတာကျွန်တော်ညီကိုရိုက်ဖို့အချံပေးခြင်းနဲ့လုံးမုံလည်း over 1.5 goal ပေါ့နော်နှလုံးဖြစ်တာနဲ့ပြား30ရမယ်။ wins bet အတွက်ပြောတာเนาะမြန်မာပေါက်ကြီးမှာတော့ကျွန်တော်လာဇီယိုပဲခြိုက်တယ်ဗျာလာဇီယိုနဲ့ကိုယ်ပေါ်ခြိုက်တယ်ပေါ့နော် ဘူပေါင်းကြီးကနှလုံး60ရှုံပေးထားဆိုတော့လာစီယိုနဲ့5ပေါ့2-1တပေါက်လို့ကျွန်တော်ချက်တယ်2-1 31ပေါ့နော်တပွဲကတော့ကျွန်တော်ရွေးချက်ထားတာတော့ဒိမတ်စူပါလိကဒါမက်ဂျီလန်နဲ့ AGF လို့ရပွဲစဉ်ဖြစ်တယ်ပေါ့နော်အင်းရှင်အတင်းဖြစ်တဲ့မက်ဂျီလန်ကတော့ဒါတလုံးကို80နိုင်နဲ့5ပေါင်းကြီး320ရှော့မက်ဂျီလန်အတင်းကတော့ဒီပွဲပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ဒါဥရောပပွဲစဉ်တွေလည်းကန်ဆယ်ရှိတယ်မက်ဂျီလန်ကတော့ ဒါအဆင့်နဲ့မှရှိရပါတော့ AGF ကအဆင့်တက်ဟိုအောက်ပေါ်တော့နမတ်ချက်ခွာတဲ့အတင်းဖြစ်တယ်ပေါ့နော်ဒီနှစ်သင်းစလုံးရဂူသွင်းအားတွေကတော်တော်လေးကြောက်ခမန်းလေးလေးကောင်းတယ်ပေါ့နော်နှစ်သင်းလုံးဂူသွင်းအားရန်ကောင်းတယ်ဒါအင်ရှင်အတင်းဖြစ်တဲ့မက်ဂျီလန်ဆော့ထားတဲ့အင်ဝင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး၄ပွဲသက်နိုင်ထားသလိုဒါရှုံးမမတွေ့တာလည်းတော်တော်ကြာပေါ့ဗျာဒါပွဲတိုင်းလိုလို၃လုံးကနဲ့၅လုံးအနည်းဆုံး၅လုံးပေါ့နော်ဘလို့အတင်းနဲ့တွေ့တွေ့၅လုံး၃လုံး၄လုံး၅လုံးပေါ့နော် အသေးမောမူတည်ပြီးခံစင်းညရင်လေးလုံး၅လုံးပေါ့ဗျာတစ်ဖက်က AGF ကိုကြည့်မှဆိုရင် AGF ပြအဝေးဝင်ပွဲစဉ်နေဆိုရင်လည်းလန်ထွက်နေရပဲပေါ့နော်နောက်ဆုံးဒါဒေးပွဲသက်နိုင်တယ်ပေါ့နော်တောက်လျှောက်ဂိုးတွေရတယ်ခံစစ်ကတော့ဂိုးတွေပေးရတယ်မဂျီလန်တက်ဆိုင်တော့ခံစစ်ကနည်းနည်းလေးပုံညံ့တယ်ပုံမှန်မျိုးမှရှိတယ်ပေါ့နော်ဒါမဂျီလန်ကတော့ဒီပွဲစဉ်ပြီးလို့ရှိရင်ဥရောပပွဲစဉ်လည်းကံရရှိရဆယ်တစ်နဲ့ပေါ့နော်ဒါယူရိုပါလိကံရရှိတယ် ါဒီပွဲစဉ်မှာမဂျီလန်အတွက်တော့နည်းနည်းတော့အန်ဒီရောများတယ်ပေါ့နော်ဖွင့်ထားတဲ့ပေါက်ချီကဒါတလုံး80ဆိုတော့နော်လက်ရှိမဂျီလန်တို့ဒီနေ့တင်းတွေ့ခဲ့တဲ့အိမ်တော့ဟက်တူဟက်တူကြည့်မယ်ဆိုလို့ရှင်မဂျီလန်ကွင်းမှာပဲဆိုလို့ရှင်တော့မဂျီလန်အတန်နိုင်ထားတာတော်တော်များပါတယ်နော်ကျွန်တော်ထင်တယ်မဂျီလန်အတန်ဒီပွဲကိုဒါဘူအောက်ပဲဖြစ်ဖို့များတယ်ဒီပွဲစဉ်2-0လောက်နဲ့နိုင်နိုင်မှာဒါမှမဟုတ်လေ1-1ကျရင်လည်းကျသွားနိုင်တယ်ပေါ့နော် ီပွဲစဉ်မှာခွန်နာရဝမ်စတူအော့စပေါ့ဂျီမှာပဲမဂျီလန်အနိုင်ကို86ပြတရီကို၄ဆနဲ့အဂျီအက်ဖ်အနိုင်ကို၄ဆပေးထားတယ်ကျွန်တော်မဂျီလန်ဘော်ဒီနဲ့ဒါနော်ဘိုတင်းတူစကောယက်စ်ပေါ့နော်ကျွန်တော်ဝမ်စပဲရမယ်ဆိုဘိုတင်းတူစကောယက်စ်ကိုရိုက်ပါမဂျီလန်ဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါ၃20ရှုံပေးထားတယ်ဂိုးပေါင်းကြည့်ရနောက်တစ်ပွဲကတော့ဒါတူရကီစူပါလင်ကကျွန်တော်ရွေးချက်ထားတာပေါ့နော်နာစပေါ်နဲ့ဂါဇီအန်တက်တို့ရဲ့ပွဲစဉ်ဖြစ်တဲ့တာမြန်မာစံတော်ချင်း၁၇နိုင်ခွဲမှာကံမယ်ပေါ့နော် ဒါဘာလို့ကျွန်တော်ရွေးချယ်လဲဆိုတော့ဒီပွဲစဉ်လေးကိုကျွန်တော်တဘောချလို့ပါဒီပွဲစဉ်လေးတပွဲကိုထည့်ပြီးပြောချင်တယ်ပေါ့နော်အင်ရှင်အသင်းက level 89ကိုပေါင်းကြီးနှလုံး60ပေါ့နော်ပေးထားတာဒါအင်ရှင်အသင်းကအဆင့်30မှာရှိတယ်ဂါဇီအန်တက်ကအဆင့်9မှာရှိတယ်ဒီနှစ်သင်းကြားထဲမှာ၄မှတ်กว่าချမှုရှိတယ်ပေါ့နော်ဒါအင်ရှင်အသင်းဆော့ထားတဲ့ဒါတူရကီစူပါလစ်ပွဲစဉ်ဒီပေါ့နော်အင်ဝင်းပွဲစဉ်တွေပဲကြည့်လိုက်မှာဆိုအင်ဝင်းမှာသူဆော့ထားတာ၄ပွဲရှိတယ်၂ပွဲနိုင်၁ပွဲတည်း၁ပွဲရှုံး လေးဘွဲလုံးကိုအောင်စော်ထားတာတွေ့ရတယ်။ဒါဂိုးကဘယ်လိုလဲဆိုတော့ clean sheet နှစ်ဘွဲရထားတယ်ဗျာ။ဒါဂိုးမတွင်းခံရတာတစ်ဘွဲရှိတယ်။ရှုံးတဲ့ဘွဲကဂါလာတာစာရေး1စီးနဲ့ရှုံးတယ်ပေါ့နော်။ဒါပြန်ဘွဲတိုင်းလို့လို့သူကအကုန်လုံးဂိုးအောက်တွေကြီးပဲကြာထားတာမျိုးတွေ့နေရတယ်ပေါ့နော်။ဂိုးပေါ်ကြာတဲ့ဘွဲဆိုရင်ဒါ3ဘွဲရှိမယ်ပေါ့နော်။ကျန်တဲ့ဘွဲတွေမှာဆိုရင်အကုန်လုံးဒီမှာတော့ဂိုးအောက်တွေကြာတယ်။ type 6ကလည်းနောက်ဆုံး5ဘွဲမှာပေါ့နော်။သူတို့ type 6က3ဘွဲတိတိဂိုးတွေရထားတယ်ပေါ့နော်။ တဖက်ကဂါဇီအန်တက်ကိုကြည့်မယ်ဆိုရင်ဂါဇီအန်တက်အဝေးကွင်း၄ဘွဲပေါ့၄ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ဘွဲနိုင်တစ်ဘွဲတည်းတစ်ဘွဲရှုံထားတယ်သူကလည်းကောင်းတယ်ပေါ့နော်တိုက်စစ်ကဂိုးတကူရနိုင်တယ်အသူတို့ရှုံခဲ့တာတော့နောက်ဆုံးဖီနာပါချင်တဲ့ဘွဲမှာဖူးစည်းနေကျွန်တော်အဲတော့ကဂါဇီအန်တက်ယူခဲ့တယ်ပေါ့နော်ဂါဇီအန်တက်တော်တော်လေးဆိုးပါတယ်ဖီနာပါချင်နဲ့တွေ့တဲ့အချိန်ဒါကျွန်တော်ထင်တယ်ဒီဘွဲစင်မှာ1121လို့ပဲကျွန်တော်တောင်းတမိတယ်ပေါ့နော်ဒီနှစ်သိရင်တော့ short ထားတာလေးတွေရှိတယ်ဗျာ ဒါအင်းရှင်အသင်းဘယ်လိုရှော့ထားလဲလို့ကြည့်ရမယ်။အင်းရှင်အသင်းကဒါအောက်ဆုံးသူတို့တွေ့ခဲ့တဲ့ထိတ်တိုက်၄ချိန်မှာဆိုရင်အင်းရှင်အသင်းက၃ချိန်ထိတော့နိုင်ထားတာမျိုးတွေ့ရတယ်။အဲ့ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာအပြန်လန်တော့ဖြစ်သွားမှာလို့ထင်တယ်ဗောနော်။ Wise to Osma ဆိုရင်အင်းရှင်အသင်းရဲ့နိုင်ကိုနဆတရေကို3.4နဲ့ဂါဇီအန်တက်နိုင်ကို3.5တော့ပေးထားတယ်ကျွန်တော်ဒီပွဲမှာဂါဇီအန်တက်အောက်တင်မဲ့ကြိုက်တယ်ဗျာ။အာကျွန်တော်ဂါဇီအန်တက်ပဲကြိုက်တယ်ပြီးရင် 14-score yes ရိုက်ကြည့်ဗောနော်။ ဟိုတင်းတူစကွာယက်ကဖြစ်နိုင်ကြအများဆုံးပါပဲဒီပွဲစဉ်မှာပေါ့နော်ဒီပွဲကတော့ဒါ Sweden League ကဒီ Jan Force နဲ့ Hammarby တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါအဝေးကွင်းအတင်း Hammarby က level 49ကိုပေါင်းကြီးတောင်းလုံး60နိုင်ဆိုမှပြထားတယ်ပေါ့နော် Hammarby ကအဆင့်နဲ့ဒီ Jan Force ကအဆင့်15မှာရှိတယ်ပေါ့နော်ဒီပေါ့ကြီးအတိုင်းဆိုရင်ဒီ Jan Force ကဒါတရီတမတ်တော်မျောလင်းလို့ရတယ်ပေါ့နော်ဒါဖွင့်ထားတဲ့ပေါ့ကြီးကိုပဲကျွန်တော်ကြည့်တာပေါ့မြန်မာပေါ့ကြီးဒါ level 40ရှုံးဆိုတော့နော် ဒါမဲ့အနာနည်းခြေတွေကလည်းအပြောင်းလဲတွေလည်းဖြစ်သွားနိုင်တယ်ပေါ့နော်။အင်းရှင်အသိရတာအင်ဝင်ပွဲစဉ်တွေကြည့်မယ်ဆိုရင်တော့အားရစရာမကောင်းဘူး။နိုင်ပွဲတွေဆိုတာမျိုးတော့မရှိဘူး။ဒါမဲ့ဒီအသိရခံစစ်ကိုအရင်ဦးစားပေးလွန်းနေပေါ့နော်။နောက်ဆုံးဒါအင်ဝင်ပွဲ6ပွဲသက်ကိုအောင်ကြာထားတယ်မှာ။နောက်လျှောက်ရှုံးနေကြတာပေါ့နော်။ဒါပြီးခဲ့တဲ့အပတ်ကတော့တို့ဩစတာကို2-1နဲ့နိုင်ခဲ့တဲ့ဝေဝင်မှာဒီအသိရဝေဝင်ကောင်းမှအင်ဝင်ညံ့တဲ့အသိရမှာပါတယ်ပေါ့နော်။ဒါလေးတစ်ချက်သတိထားရမယ်ပေါ့နော်။ ဒါပေမဲ့စဉ်းစားမှာ table 2မှာရှိတဲ့အသင်းကဒီလောက်ပဲ level 40ပဲပြီးထားတယ်ပေါ့နော်။ဘာအကြောင်းတရားရှိလာတော့မသိဘူး။ဒါအဝေးဝင်းအသင်းကိုကြည့်မှဆိုလို့ရှိရင်ဒါ MVB ကလည်းသူတို့အဝေးဝင်းပွဲစဉ်တွေမှာဆိုရင် type ကဂိုးတွေရတယ်၊ခံစစ်ကလည်းဂိုးတွေပေးတယ်။ပြမ်းမြတပွဲဟူတာနှလုံးကနဲ့တောင်းလုံးထိတွဲနိုင်တယ်သူ type ကပေါ့နော်။ဒါပေမဲ့လက်ရှိ performance ကိုကြည့်မှ MVB ပဲတာတာပေါ့ဗျာ။ minus 2 os ကိုကြည့်မှဆိုရင် ancient အသေးနိုင်ကိုတောင်းစားတရေကို3.60နဲ့ hammer ပြီးအနိုင်ကိုနှစ်ဆပေးထားတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာ ptt scs ခြိုက်တယ်ဗျာ ptt scs ခြိုက်တယ်ပြီးလို့ရှင်အာကျွန်တော် hammer ပြီး body ပဲရွေးချယ်ပါတယ် hammer ပြီးပဲခြိုက်တယ်ဗောနော်နောက်ထပ်တစ်ပွဲကတော့ဘာနာဘုံနဲ့ alf ဆိုတဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒါ alf ဆိုတာတော့အဆင့်7မှာရှိတယ်ဘာနာမောကတော့အဆင့်16မှာရှိရဲ့ဒါအဝေးဝင်းအတင်းကဒါတလုံး20နိုင်ဗောနော် ဒီလိုခြေတွေကတည်တတ်တယ်ဗျဒီနေ့ကျွန်တော်ညီကိုတွေ့ရမှာ new cancer ပဲလို့ဖြစ်သွားတယ်ဒါမှဒီနဲ့တင်းကြားထဲမှာကျွန်တော်ထင်တယ်ကြွားချမှုတော့အများကြီးရှိတယ်ပေါ့နော်ဒါကြည့်လိုက်မှာဆိုရင်ဒါ ancient အတင်း short ထားတဲ့ပွဲတွေကိုကြည့်ကြရအောင်ပေါ့နော် ancient အတင်းကအိမ်ဝဲမှာဘယ်လို short ထားလဲဒါသူတို့နောက်ဆုံးဒါ short ထားတဲ့ပွဲတွေဆိုခုနတော့ဆောက်ဂိုးပေါ်ကြီးကြတယ်လို့သူတို့တိုက်စစ်ကဂိုးတွေရတယ်ဗျခန်းစစ်ကတော့ညနာတိုက်စစ်ကဘလို့အတင်းတွေ့တွေ့ဂိုးရတာတွေ့ရတယ် အဝေးခွင့်အတင်းကိုကြီးလိုက်မှာဆိုရင်အဝေးခွင့်အတင်းကလည်းဒါဝေးခွင့်မှာဆိုရင်တို့တောက်လျှောက်နိုင်ပွဲတွေပေါ့နော်တောက်လျှောက်ခုနပွဲဆက်ရှိပြီပေါ့နော်ဒီလောက်ကောင်းတဲ့အတင်းပေါ့နော်1 C 2 C ဒီလိုပုံစံမျိုးတောက်လျှောက်နိုင်တယ်ကလင်းရှစ်လည်းနောက်ဆုံး၄ပွဲဆက်ရထားတဲ့အတင်းဖြစ်တယ်ပေါ့နော်တော်တော်လေးလည်းကောင်းပါတယ်ဒီဒီတောက်လျှောက်အနိုင်ပွဲတွေတွေ့ထားတဲ့အတင်းပေါ့ဗျာဒါဒီပွဲစဉ်မှာဖွင့်ထားတဲ့1 C 2 Oscar ရောအင်ရှင်အတင်းနိုင်ကုန်ငါးသားတေးကို၄သားနဲ့ဒါ ELF အနိုင်ကိုခြားတော့ တန်း90ပဲပေးထားတယ်ကျွန်တော်မနေ့ကရိုက်မယ့်ညီကိုလေ ALF အနိုင်ရိုက်ကြည့်ပေါ့နော် win 2ပေါ့ဗျာ win 2ရိုက်ကြည့်ပေါ့နော်ရုံးမောင်းလဲ voting to score yes ဆိုတာရိုက်ကြည့်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာ ALF အဝေးခွင့်အတင်းကိုချိန်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲညီကိုကတော့ပေါင်းပြကြပါသည်ဒီနေ့ပွဲစဉ်နေတန်းမှာအချို့ပွဲအဆင်မပြေဘူးနော်ကျွန်တော်တွေ့တယ်ချို့ပွဲတဲ့အဆင်မပြေဘူးဒီနေ့ကျွန်တော်ရွေးခဲ့တဲ့ပွဲတွေထဲမှာပေါ့နော် Man City ပွဲကတော့ဒါ Man City 31နဲ့ဒါပြီးတော့မယ်ပေါ့နော် ဒါဒါလီဗန်တေးနဲ့ဆယ်တာဘီကိုပွဲအားတော့ရတယ်ဒါအလာဘက်နဲ့အစပန်ယောဂူပေါင်းဝပီတီတီအက်စ်ကောမန်တယ်ဗောနပီဇာပွဲလည်းရတယ်ဒါဥပနဲ့ဟော်မင်းတော့အတူတူကြားနေဗောနကိုလုံးပွဲကမားသွားတယ်ဗောနဘိုတင်းတူစကောတော့မန်တယ်ဗောနဒီထဲမှာမှာအဆိုးဆုံးဝဲသွားတဲ့ပွဲ main နဲ့ပွဲပဲ main နဲ့ stress ပေါ့ဗောန stress ပေါ့ဒီနဲ့ tactical ဘောနော်သူတို့ရဲ့ဒါကစားကွက်မှာလိုအပ်ချက်တွေရဟန်းရှိရတွေ့ရတယ်ဘောနော် reina နဲ့တွေ့တဲ့ပွဲမှာဒီလောက်လေးလုံးထက်ဆန်းရတယ်ဆိုတော့ PSG တောင်သူ့မှာတွင်းနိုင်အောင်နော်တော်တော်လေးဆိုးတယ်ဒီနေ့တော့ဒီလောက်ပါမင်းကြီးကိုတော့အလုံးအပေါင်းပြကြပါစေချမ်းမှချမ်းသာကြပါစေနော်